ကျောက်လေးတစ္ဆတစ္ဆကနေအပွင့်သွေးဖို့အတွက်ဖြတ်ပေးနေဘလို့ပုံချလဲမေးထားတဲ့မိတ်ဆွေများအတွက်တင်ပေးလိုက်ပါရခင်ဗျာ ထမဦးဆုံးကြောက်ကိုကျွန်တော်တို့ဖင်ကောင်းရင်ရွေးချယ်ရပါမယ်။ခေါင်းရှင်းတဲ့ဘက်အပြစ်အနာစာမပါတဲ့ဘက်လတဲ့ဘက်ကိုခေါင်းဘက်ကိုထားပြီးမှသွေးပေးရပါမယ်။ကျွန်တော်တို့ဖင်ကောင်းတစ်ချာရွေးပြီးပြီဆိုရင်ဖင်ဘက်ကိုခုကျွန်တော်ဆွဲထားတဲ့အတိုင်းဖင်ဘက်မှာပုံအကျန်းလေးဆွဲပြီးအရင်ရာပေးရပါမယ်။ဖင်ဘက်ကိုပုံအကျန်းလေးဆွဲပြီးရာပြီးပြီဆိုရင် ကျွန်တော်တို့ဘေးကပိုးနေတဲ့အသားလေးတွေကိုဖြတ်ပေးနဲ့တစ်ချာလေးလိုက်ဖြတ်ပေးအောင်ပါပဲ။ ဖြတ်ပိန်းတဲ့ပုံအကျန်းချရခြင်းကမြန်ဆန်တဲ့အတွက်ပါလက်လက်ဆက်နဲ့လည်းပုံအကျန်းချလို့ရပေမဲ့ကြာပြီးလူပင်မန်းလို့ပါဖြတ်ပိန်းလေးနဲ့ပဲပုံအကျန်းချပေးပါဖြတ်ပိန်းကို6.2လောက်နဲ့ဆိုရင်ဖြတ်လို့ရပါပြီ ဲ့ဗျာပုံအကျန်းလေးလဲကျသွားပြီဆိုတော့တွေးတဲ့အချိန်မှာလူလဲတက်တာမယ်မြန်လဲမြန်ဆန်သွားပါမယ်ဒီလောက်ဆိုကြီးစုပြီးလှုပ်တက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ